တနင်္ဂနွေသားသမီးများအတွက်ဆယ်လပိုင်းတစ်လလုံးကကြမဟော့စတယ်နဲ့ဆောင်ရွက်ဆောင်ရွက်လေးတွေကိုဆမ်မလေးကအသေးစိတ်ပြပတ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဆမ်မကတော့တာရနဲ့ဗီဒီယိုတွေများကိုပြောကြပေးသွားမယ်ဆမ်မလေးသွန်ခတ်မိပဲဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဆမ်မကတနင်္ဂနွေသားသမီးများအတွက်ပေါ့နော်ဆယ်လပိုင်းတစ်လလုံးမှာကြုံတွေ့ရမယ့်ဟိုကောင်းချင်းဆိုးချင်းလေးတွေနဲ့ဆောင်ရွက်ဆောင်ရွက်လေးတွေကိုဆမ်မလေးကအသေးစိတ်ပြပတ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင် ပြီးခဲ့တဲ့6လပိုင်းမှာဆက်ပါတို့ငွေမမြဲတာလေးတွေကြုံတွေ့နေရတယ်ပေါ့နော်ဟိုအခုချိန်ကြီးကိုငွေမမြဲသေးဘူးငွေကတော့ဝင်လာတယ်ဒါပေမဲ့ကိုကမစုမိဘူးကုန်ပေါက်တည်းကြီးပဲငွေကကြံဖန်စရာမရှိကြံဖန်စရာကုန်မဲပေါ့နော်ဒါပေမဲ့ငွေကြီးကန်လေးတွေကတော့ကောင်းလာပြီဖြည်းဖြည်းချင်းတော့ကောင်းလာပြီအဓိကကတော့ဟိုစိတ်မောလူမောဖြစ်နေတတ်တယ်ဘာဖြစ်လို့ဆိုငွေမမစုမိတာပေါ့နော်ဟိုအခုချိန်ကာလမှာလည်းအကုန်လုံးကငွေမစုမိကြတဲ့အတွက်အဲတနင်္ဂနွေသားသမီးတွေစိတ်ကမကြပါနဲ့လို့ဆံမလေးကပြောချင်ပါတယ်ရှင် ခုရောက်ရှိနေတဲ့ဆယ်လာပိုင်းမှာတနင်္ဂနွေသားသမီးတွေကပေါ့နော်ငွေကြီးခံရတော့ကောင်းတယ်လက်တည်အလွန်ရွှင်လာတော့မယ်ပေါ့နော်ဒါပေမဲ့တတိထားရမှာကဆရာမတို့ဒီတစ်နှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေကငွေကအရန်ကြီးပဲထွက်နေတာကိုစီမငွေမမြဲတာပေါ့နော်အဲ့ဒါလေးပဲအထူးကယူဆိုင်ပေးရမှာဖြစ်ပါတယ်ရှင့်အဲအခုဆယ်လာပိုင်းမှာတော့ငွေငွေအလွန်ရွှင်လာမယ်လက်အလွန်ရွှင်လာတော့မယ်အဲတည်င်းကောင်းကြားရမယ်ပေါ့နော်စိန်အပါဝင်စက်ပစ္စည်းကားအိမ်ချမ်းမြေရွှေ ဝင်ငင်းရှိပါတယ်ရှင်ငွေအလုံးအရင်းဝင်ငင်းရှိပါတယ်ရှင်တနင်္ဂနွေသားသမီးတွေကဘာမှစိတ်မပူနဲ့နော်ဒီနှစ်လကျော်ရင်စီးပွားတက်ကိုတက်မှာတနင်္ဂနွေသားသမီးတွေကစီးပွားတက်မယ်ဆိုတဲ့အတွက်ကိုယ့်စီမှာငွေပြန်မြဲလာမင်းငွေပြန်စုမိလာမယ်ပေါ့နော်နောက်နှစ်လကြာရင်တော့စီးပွားအလွန်တက်မယ်ဒါပေမဲ့ဒီဂျားထဲမှာတော့ငွေကြီးကံမကောင်းမဟုတ်ဘူးကောင်းတယ်ဒါပေမဲ့ငွေမမြဲတာငွေအဖက်မတင်တာလေးတွေအထူးကိူးဆိုင်ပြန်မှာပဲဖြစ်ပါတယ်ရှင် ကျွန်တော်တို့ဒီဆယ်လာပိုင်းမှာလုပ်ငန်းတက်လုပ်ချင်တဲ့သူတွေစီးပွားတက်လုပ်ချင်တဲ့သူတွေပေါ့နော်ဒီလာထဲမှာလောက်ကင်လို့ရပါတယ်ဒီလာမှာစပြီးလောက်ကင်မယ်ဆိုရင်အောင်မြင်မယ်တိုးတက်မယ်အောင်မြင်မှုလမ်းစာကြီးရောက်ရှိလာမှာပဲဖြစ်ပါတယ်ရှင်ပြီးရင်ဆမအထူးမှကြားချင်တာပေါ့နော်တနင်္ဂနွေသားသမီးတွေကနေအိမ်အနီးအနားမှာအတုပါတွေပိုင်းပေါ်ခဲ့တဲ့ခါကျရင်တွားရောက်ခြင်းမပြုပါနဲ့လို့ဆမလေးကမှာချင်ပါတယ်ရှင်အဲဒီလာထဲမှာပေါ့နော်တခုတတိထားရမှာကအလုံးလုံးနေတဲ့သူတွေ ကို့အလုတ်ကနေပြီးတော့ဗောနော်ထွက်လို့ခြင်းစိတ်တွေပေါ်လာတတ်တယ်ဗောနော်အဲ့ဒါလေးတွေအချူကယူဆိုင်ပေးပါအလုတ်မှာအတိုက်ခိုက်အနှောက်အယှက်လေးတွေရှိရဲစိတ်ညစ်ဆရာလေးတွေကြုံတွေ့နေရတတ်တယ်ဗောနော်ကိုကဗောနော်အလုတ်ကပြင်းမနေရကြတဲ့ကအလုတ်မှာစိတ်ညစ်ဆရာစိတ်ရှုပ်ဆရာလေးတွေကြုံတွေ့ရတတ်တယ်အဲ့ဒါကြောင့်မို့လို့ကိုကအလုတ်ကနေထွက်လို့စိတ်ဖြစ်ပေါ်တတ်တယ်ဗောနော်အဲ့ဒါလေးတွေအချူကယူဆိုင်ပေးပါရှင့် ိုပိုင်လုပ်ငန်းလုပ်နေတဲ့သူကတော့အထူးကယူဆိုင်ပေးရမှာပေါ့နော်အခုကအတိုက်အခိုက်အနှောက်အယှက်တွေများလာတယ်ကိုနဲ့စီးပွားပြိုင်ဘက်တွေများလာတယ်ကို့ကိုအတိုက်အခိုက်အနှောက်အယှက်လေးတွေများလာတယ်စီးပွားရေးပြိုင်ဘက်တွေပေါ့နော်ပေါ်လာတတ်တယ်ပေါ့နော်အဲ့အားလေးကြောင့်မို့ကိုကကျိုးစားစားနဲ့အလုပ်ကိုဖိဖိစီစီလုပ်ပါလို့ဆက်မလေးကမှာကျင်ပါတယ်ရှင့်ပြီးရင်တရုံးကလေးသားသမီးတွေကဒီလာထဲမှာပေါ့နော်တစုံတယောက်နဲ့စကားများရခြင်းရှိရယ်စီးပွားရေးကြောင့်ဖြစ်စေလူမှုရေးကြောင့်ဖြစ်စေ အဲ့အားကြောင့်မလို့ကိုဘက်ကပေါ့နော်အဆဆဲအဲရအထူးသတိထားပေးပါလို့ဆံမလေးကပြောချင်ပါတယ်ရှင်တနည်းဦးနေသားသမီးတွေကဒီလာထဲမှာအထူးသတိထားပေးရမှာကဘာလဲဆိုရင်ကိုကဟိုမိတ်ဆွေတူမိတ်ဆွေရောင်နေနဲ့တွေ့တတ်သေးတယ်ဘာဖြစ်လို့မိတ်ဆွေတူမိတ်ဆွေရောင်နေတွေ့ရလဲဆိုကိုကတော့တခုခုဆိုရင်အနစ်နာခံပြီးပေါင်းတယ်အနစ်နာခံပြီးပေးဆက်တယ်ပေါ့နော်ဒါပေမဲ့ကိုကတော့သူတို့အစင်မပြေတဲ့ချိန်ကျရင်ကူညီတယ်ပေါ့နော်ဒါပေမဲ့ကိုအစင်မပြေတဲ့ချိန်ကျရင်ကိုအကူအညီတောင်းချင်တဲ့ခါကျရင်သူတို့က ကုစီယံနေထွက်သွားလက်ကြတယ်ဗောနော်အဓိကမိတ်ဆွေတူမိတ်ဆွေရောင်ဗောနော်အဓိကကနဝင်စိုးအောင်ပြောရမယ်ဆိုရင်တော့တာပေါင်းညာစားလေးဗောနော်ကိုနာမှာရှိတတ်တယ်အဲ့လေးတွေအထူးခရီးဆိုင်ပေးပါလို့ဆမလေးကပြောချင်ပါတယ်ရှင့်ဆမကအထူးမှာကြားချင်တာကဒီလထဲမှာကိုကငွေချီးတာတို့ဒါမှမဟုတ်သူများတကာကိုအာမခံပေးတာတို့တက်သေးလိုက်ပေးရတာတွေလို့အဲ့လေးတွေမလုပ်ပါနဲ့အထူးဆောင်ပေးပါလို့ဆမလေးကပြောချင်ပါတယ်ရှင့်ဘာဖြစ်လို့လဲဆိုတော့ကိုကဂျားထဲကညက်သားတို့အဲ့ကိစ္စတွေကနေပြီးတော့ဂျားထဲမှာဝင်ပြီးတော့ဖြစ်ရှင်းပေးရတာလို့အဲ့လိုမျိုးပါကိုအလုပ်ပါပြက်ပြီး ီးတော့ဗောနော်လိုက်ပြီးတော့ဖြင်းရှင်းရပြရတော့ထစ်တတယ်အဲ့ဒါလေးကြောင့်မို့တနုရေသားသမီးတွေကအဲ့လေးတွေအထူးခရုဆိုင်ပေးပါရှင်ကုညီတာတော့ကုညီဗောနော်ဒါပေမဲ့ကုကုကိုတော့ထိခိုက်အောင်ထိတော့မကုညီနဲ့ဗောနော်အဲ့လေးဆံမလေးကမှကျမရဲ့ရှင်ပြီးရင်တနုရေသားသမီးတွေဆယ်လာပိုင်းမှာအိမ်တွင်အဆင်မပြေဖြစ်တတယ်ဟိုမှာဥပမာမောင်နှမချင်းချင်းပဲဖြစ်ဖြစ်မိဘနဲ့ ကြားမှာပဲဖြစ်ဖြစ်အိမ်တွင်းအဆင်မပြေလေးတွေဖြစ်တတ်တယ်အထူးကယူဆိုင်ပေးပါရှင်အရင်တော့စိုးရိမ်စရာတော့မရှိဘူးညံ့နေရမျိုးတော့မရှိဘူးဒါပေမဲ့ဆယ်လာပိုင်းမှာတော့အဆိုးနဲ့အကောင်နဲ့ထွန်တွဲနေရမှုလို့နည်းနည်းလေးတော့ကယူဆိုင်ပေးပါလို့ဆံမလေးကပြောချင်ပါတယ်ရှင်ခုနေသားသမီးတွေကပေါ့နော်ဒီဆယ်လာပိုင်းမှာရေလန်းချောင်းခီးပဲဖြစ်ဖြစ်ကုန်းလန်းချောင်းခီးပဲဖြစ်ဖြစ်ကုန်းသွဲဆက်သွဲရေးပေါ့နော်လုပ်ငန်းတွေမှာလောက်ကင်မယ်ဆိုရင်လွန်စွာမှအကျိုးပေးပါတယ်ရှင်အကျိုးထူပါတယ်ရှင်ကိုကဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကြန့်ကြာနေတယ်ဟို တုံဆိုင်နေတယ်ဆိုရင်ပေါ့နော်ဒီလမှာပေါ့နော်အောင်မြင်နိုင်တယ်တိုးတက်နိုင်မယ်အောင်မြင်မဲ့အချိန်ကာလတစ်ခုလည်းပြောလို့ရပါတယ်ရှင့်အဲ့လာပိုင်းမှာတတိထားရမှာလေးတွေကပေါ့လက်ပိတ်တာတွေမလုပ်ပါစေနဲ့လက်ပိတ်တာတွေဆိုတာဘယ်လိုပုံစံမျိုးလဲဆိုရင်စမဟိုပြောရမယ်ဆိုရင်ဟိုခေါင်းလျှော်တာပေါ့နော်ဗုဒ္ဓဘူးနေ့ခေါင်းလျှော်တာလို့ဗုဒ္ဓဘူးနေ့ခေါင်းလျှော်ရင်တော့55ရက်တတိလက်ပိတ်တယ်ရှင့်တကယ်အဲ့ဗုဒ္ဓဘူးနေ့ကိုတော့ခေါင်းမလျှော်နဲ့အဲ့အလေးတွေအထူးဂရုစိုက်ပြီးပြီးတိုင်ရင်စမတို့အိမ်မှာပေါ့နော် ဟိုခုနကသားသမီးတွေလည်းစမအမြဲတမ်းမာတယ်ကို့အိမ်မှာရှိရဲ့ပစ္စည်းအဟောင်းတွေပစ္စည်းအဆုပ်အပြက်တွေမထားနဲ့ကိုမလို့အပူးမလားမလို့အပူးဆိုရင်လွှတ်ပစ်လိုက်ပေါ့နော်အဲ့အလေးတွေလုတ်ပေးပါရှင့်ရက်နေတဲ့နိုင်တွေရှိရင်လည်းတကယ်ထည့်ပေးဒါမှမဟုတ်သုံးလို့မရရင်လည်းလွှတ်ပစ်ပေးပေါ့နော်အဲ့ဒါဆိုရင်ကို့မှာရှိရဲ့လက်လာပါတွေပြန်ပြီးတော့ဝင်လာမယ်ရောင်းဝယ်တွေကောင်းလာမှာပဲဖြစ်ပါတယ်ရှင့်စမတို့တနည်းခုနေသားသမီးတွေဆယ်လာပိုင်းမှာပြောသမျှဆိုသမျှအောင်ရအောင်အလုပ်တွေနှစ်ခါမပြီးရတဲ့သူတွေတစ်ခါလဲပြီးသွားအောင် လုံးသမျှကြိုင်သမျှအားလုံးအစီအမီချုံးမွေ့အောင်လို့ဆံမလေးကရေရာတစ်ခုပေးခြင်းပါရှင်အဲ့ဒီရေရာကတော့ဆံမတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမျက်ကြီးကိုအုံးရီပေါ့နော်အုံးရီတစ်ခွက်ကလူပူစောပြပါရှင့်ဒီဗီဒီယိုလေးကိုစတွေ့ရနေရစပြီးတော့ပြုလုပ်လို့ရပါတယ်ရှင်ဒါပေမဲ့တရက်သေးပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင်အုံးရီပေါ့နော်မြည်သီးနေမယ်ဆိုပြုလုပ်လို့ရပါတယ်ရှင်တနင်္ဂနွေသားသမီးတွေကတနင်္ဂနွေနေ့မှာပေါ့နော်ညနေညနေပိုင်းပေါ့နော်ခွေးလေးတွေ ါမှမဟုတ်ကြောင်လေးတွေကိုကအလှူဒါနလေးပြုလုပ်ပေးပါရှင့်ဒါဆိုရင်မိမိရဲ့ကံအညံ့နေပြေပြီးတော့အများကြီးဖြစ်မဲ့အရာမှာနည်းနည်းလေးပဲဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်အောင်လို့ဆမကဒီဒီခွေးကြောင်လေးတွေကိုအဲကိုရဲ့အညံ့ပြေအနေနဲ့ရေရရာအနေနဲ့ပေါ့နော်ကြွေးပေးပါလို့ဆမလေးကဇံပေးချင်ပါတယ်ရှင့်အချေးကတော့ဒီလာထဲမှာတနူးရီသားသမီးတွေကအရန်ကိုကောင်းပါတယ်ရှင့်အိန်အောင်ကြီးအိန်နိုင်ကြီးကတော့ထူးတတိထားပေးရမှာကကိုရီလင်များတွေကတော့ချစ်ခင်နေဒါပေမဲ့ကိုရီကြတဲ့ဟိုဘေးလူတွေကသွေးထိုးတာတို့ အဲ့လိုမျိုးလေးတွေပေါ့နော်အဲဂျားစကားတွေကိုကိုကမယုံမသိဖို့အရေးကြီးပါတယ်ရှင့်ကိုကိုရိုင်းကချစ်စိမ်စဉ်းစားပြီးယုံမှနှစ်ယောက်သားနှစ်ဦးသဘောတူပေါ့နော်တစ္ဆာရှိရှိနားလည်မှုတွေအပြင်းနဲ့ပေါ့နော်သွားပါလို့ဇမလီကမှာကြားချင်ပါတယ်ရှင့်ဇမစီမှာဗီဒီမေးလို့ရတယ်စတာစစ်လို့ရတယ်တဲရိုမေးလို့ရတယ်ငွေကြီးကြောက်ဖြစ်တဲ့ပြဿနာတွေအခက်အခဲလေးတွေဇမလီနဲ့အတူတူလာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင့်ဇမစီမှာရေရေအဲ့လိုရတယ်ဒိုင်ရိုက်တဆင်ပေါ့နော်အစီအမံတွေ ွဲထိုးလို့ရပါတယ်ပေါ့နော်ဆမစီမှာရေရေအပ်တဲ့သူတွေအကုန်လုံးကိုဆမလေးကဆမကိုယ်တိုင်စီရင်ထားတဲ့ဆေးဖြောင်းနိုင်ပေါ့နော်အတိုင်30တလားစာပေါ့နော်ဆမလေးကလက်ဆောင်ပေးတော့မှာဖြစ်ပါတယ်ရှင်ဆမစီမှာရေရေအပ်တဲ့သူမသူမဆိုဆမလေးကစီရင်ထားတဲ့ဆေးဖြောင်းနိုင်ပေါ့နော်တလားစာလက်ဆောင်ပေးရဖြစ်ပါတယ်ရှင်ပွဲထိုးတာတွေနဲ့မဆိုင်ဘူးဒါကတော့တသက်ဆမကကံမြင့်အောင်လို့ပေါ့နော် လက်ဆောင်ပေးတာဖြစ်ပါတယ်ရှင်ပြီးရင်ဆမစီမှာပြောသမျှဆိုအောင်အောင်ပြောသမျှတခွန်အောင်ရအောင်လုပ်ငန်းကြီးကိစ္စတွေလုပ်တဲ့ခါကျရင်ချောချောချူချူနဲ့ပေါ့နော်ဖြစ်သွားအောင်လို့ဆမစီမှာဒီရေတရားလေးပေါ့ငွေလန်းနေပွင့်အောင်ကိုရောင်းမထွက်တဲ့ပစ္စည်းတွေရောင်းချင်တဲ့ပစ္စည်းတွေလက်လာပါတွေပွင့်ကျင်တဲ့သူတွေဒီရေမွေးလေးကိုသုံးချက်စွပ်ပြီးရောပေါ့နော်အာဆူတောင်းပေးပါ အာပြရရေမွေးဝေကျင်တဲ့သူတွေလာရောက်မှယူလို့ရပါတယ်ရှင်ဒါကတော့3800ပဲရှိပါတယ်ရှင်တပြောင်းနိုင်မှယူကျင်တဲ့သူတွေကတော့ဒီမှာအစိမ်းရရွှေငွေရေပေါ့နော်တစ်ခါထွန်းရင်3နိုင်ပေါ့နော်တစ်လစာဆယ်မလေးစီမှာလာရောက်မှယူလို့ရပါတယ်ရှင်ဟုတ်ကဲ့ဆမိုင်းရဲ့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပြီး red ကျေးဇူးထူးတင်ပါတယ်ရှင်ဆမိုင်းရဲ့ဒီဗီဒီယိုလေးကိုလိုက်ရန်ရှယ်လေးလုပ်ပေးဖို့မမေ့နဲ့နော်ကဲဒါဆိုရင် ဆမားကိုကြည့်ရှုနေတဲ့ခနှင့်သသမီများအားလုံးကျမချမ်းသာကြပါစေ။ဖန်လုံငွေရေလိုအကျန်းကြပါစေလို့ဆမားလေးကစီမံဆုတောင်းပေးလိုက်ပါရှင်။ဆမားရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းမိမိရဲ့နေ့နယ်လေးတွေမှန်ထားပြပါဆမားလေးတအူးတယောက်ချင်းစီတိုင်းကိုစီမံဆုတောင်းပေးပါမယ်ရှင်။အားလုံးပဲကျေးဇူးအထူးတင်ပါတယ်ရှင်။